လင်းဖြူရဲ့အမဲလိုက်ကတချင်းနဲ့အတူဆွေဒင်ဖိုင်တာကတစတန်ကိုအနိုင်ယူပြီးပရိသတ်တွေကိုအကောင်းဆုံးနှုတ်ဆက်သွားတဲ့အောင်လပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်မြန်မာအကစားလောကရဲ့အကဏ္ဍဝင်တစ်ယောက်ဖြစ်တဲ့အောင်လအန်ဆန်ကတော့သူ့ရဲ့နောက်ဆုံးခရီးကိုမြန်မာရော့ဂီတာရဲ့အကဏ္ဍဝင်ဖြစ်တဲ့လင်းဖြူရဲ့အမဲလိုက်ကတချင်းတန်အောင်မှာ အောင်ပွဲခံခဲ့ပါတယ်ဆွီဒင်ဖိုက်တာဆီဘတ်စတန်ကာဒက်စတန်ကိုအလဲထိုးအနိုင်ယူပြီးတော့သူ့ကိုချစ်တဲ့ပရိသတ်တွေကိုအကောင်းဆုံးသောနှုတ်ဆက်ခြင်းနဲ့အတူဂျိုးဝိုင်းဘော်ကနေထွက်ခွာသွားခဲ့တဲ့ဒီသမိုင်းဝင်ညအကြောင်းကိုပြန်လည်ခန်းစားကြည့်လိုက်ကြရအောင်ဒီညရဲ့အခမ်းအနားဆုံးမြင်ကွင်းကိုပြောပါဆိုရင်တော့အောင်လဂျိုးဝိုင်းနဲ့ကိုဝင်လာတဲ့အခိုက်အတန့်မှာပဲအောင်လရဲ့ပွဲတိုင်းမှာသူ့ရဲ့ intro သချင်းအဖြစ်ကျမတို့ကြားနေကြအမဲလိုက်ကသချင်းကဒီတစ်ခါမှာတော့အရင်ကနဲ့လုံးဝမတူခဲ့ပါဘူး ။ဘာဖြစ်လို့လဲဆိုတော့ဒီသချင်းရဲ့ပိုင်ရှင်ဖြစ်တဲ့အစိုးရလေးဖြူကိုယ်တိုင် live တီးဆိုပြီးတော့ online ရဲ့နောက်ဆုံးခရီးကိုအကုန်ပြုခဲ့လို့ပါပဲ။ နေပေါင်းများစွာအောင်လာရဲ့ရုံးကန်စူးစမ်းမှုတွေအောင်မြင်မှုတွေနဲ့အတူတကွရှိနေခဲ့တဲ့ဒီသချင်းကအခုလိုအတန်အဆင့်နဲ့ကြားလိုက်ရချိန်မှာတော့အာကစားဝင်တစ်ခုလုံးဟာစိတ်လုံရှားမှုတွေဂုံယူမှုတွေနဲ့ပောက်ကွဲထွက်မတတ်ပါဘဲဒါဟာအောင်လာအတွက်အကြီးကျယ်ဆုံးသောဂုံပြုမှုဖြစ်တယ်လို့ပရိသတ်တွေအတွက်ကလည်းတသက်မှာတစ်ခါသာမြင်တွေ့ရမယ့်အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။လေးဖြူရဲ့သချင်းကပေးတဲ့စိတ်တက်ခွန်အားတွေနဲ့အတူဂျိုးဝိုင်းထဲကိုဝင်လာတဲ့အောင်လာက အမဲလိုက်ကတချင်းရဲ့ကြားရဲကြီးတယောက်လိုပါပဲပြန်ဘက်ဆွေတင်ဖိုင်တာကိုတည်ငြိမ်စွာရင်ဆိုင်ပြီးတော့ဒုတိယချိန်မှာပဲသူ့ရဲ့အမတ်သားဖြစ်တဲ့လက်သေးချက်တွေနဲ့အလဲထိုးအနိုင်ယူပြခဲ့တာကတော့ဒီညရဲ့ပြည်ပြေဆောင်တဲ့ဇက်သိန်းတစ်ခုပါပဲသူကပရိသတ်တွေကိုအနိုင်ပွဲပြခြင်းနဲ့သူ့ရဲ့ဂရုကိုတည်ခဲ့ပြီးတော့ကနဝင်တယောက်ရဲ့ထွက်ခွာခြင်းမျိုးနဲ့ကျိုးဝိုင်းကိုနှုတ်ဆက်ခဲ့ပါတယ်ဒီလိုမျိုးနှုတ်ဆက်ထွက်ခွာသွားတဲ့အောင်လာကပြီးခဲ့တဲ့10နှစ်တစ်ခုလုံးမှာမြန်မာနိုင်ငံအတွက်ဘလောက်အရေးပါခဲ့သလဲဆိုတာကျမတို့အားလုံးအသိပါပဲနိုင်ငံတကာမှာမြန်မာကုန်ဆောင်အားကစားသမားတွေ ရှားပါးနေတဲ့ချိန်မှာသူကမျောလင်းချက်အလင်းရောင်တစ်ခုဖြစ်ပေါ်ထွက်လာခဲ့တာပါ MMA ဆိုတဲ့အကစားကိုမြန်မာပြည်သူတွေအနေနဲ့မိတ်ဆက်ပေးခဲ့ပြီးတော့ ဝမ်ချန်ပီယံရှိရဲ့ကမ္ဘာချန်ပီယံကပတ်နှစ်ခုကိုလည်းတပြိုင်တည်းစုခူးပြခဲ့တာကကြိုးစားရင်ဘာမစိုးဖြစ်နိုင်လဲဆိုတဲ့စကားကိုသက်သေပြခဲ့တာပေါ့သူကအကစားသမားတယောက်ဆိုတာထက်မြန်မာလူငယ်တွေအတွက်အိုက်ဒေါ်တယောက်နိုင်ငံအတွက်သူရဲကောင်းတယောက်ဖြစ်ခဲ့တာပါအသက်40ရွယ်မှာကစားသမားဘဝကနေအနားယူသွားပြီးမိသူရဲ့နှုတ်ဆက်စကားတွေကတော့ပြည်သက်တွေရဲ့ရင်ထဲမှာစွဲကြံနေခဲ့ပါတယ်သူကိုအားပေးခဲ့တဲ့ပြည်သက်တွေကိုမျက်ရည်တွေနဲ့ကျေးဇူးတင်စကားဆိုခဲ့တယ်လို့မြန်မာပြည်သူတွေအတွက်လည်းအားပေးစကားပြောကြားခဲ့ပါသေးတယ်ဒီဝဲမှာပြသခဲ့တဲ့ ကောင်းဆုံးဆွမ်းဆောင်ရည်တွေကြောင့်ဝမ်းကျင်မြေရှိကနေဒေါ်လာ9000စုကြီးကိုလည်းထိုက်တဲ့တန်ရန်ရရှိခဲ့ပါတယ်။အောင်လာတယောက်ကျိုးဝိုင်းထဲမှာတိုက်ခိုက်နေတာကိုထပ်မြင်ရတော့မှမဟုတ်ပေမဲ့ တူချက်တဲ့ MMA အားကစားလောကမှာနီးပြတယောက်နေနဲ့မျိုးဆက်သစ်တွေကိုဆက်လက်လေ့ကျင့်ပေးသွားအောင်ပါပါ။သူရဲ့ခရီးလမ်းကဒီမတင်မပြေဆုံးသေးပဲပုံစံတစ်မျိုးနဲ့ရှေ့ဆက်နေအောင်ပါပါ။ကနဝင်အစိုးရကြီးလေးပြည့်ရဲ့တချက်နဲ့အောင်မအောင်ပဲခင်ရင်နောက်ဆုံးနှုတ်ဆက်ထွက်ခွာသွားတဲ့အောင်လာရဲ့ဒီမြင်ခွင်းကပရိသတ်တို့အတွက်ဘလောက်ထိအမတ်တရားဖြစ်စေခဲ့ပါသလဲ။ဒီသမိုင်းဝင်အမတ်တရားပွဲရဲ့အကောင်းဆုံးအခိုက်အတန့်ကဘယ်ဟာဖြစ်မလဲဆိုတာကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။